မဲမင်္ဂလာပါဒီတစ်ခေါက်ရှင်းပြမယ့်ဗီဒီယိုဖိုင်ကတော့ chapter 5ရဲ့ permutation and combination အကြောင်းတွေကိုလေ့လာမှာဖြစ်ပါတယ်ဟုတ်ပြီဒီ chapter မှာဒီ chapter ကိုစမတို့ဗာလီလေ့လာမှာလဲဆိုရင်ဒီတစ်ခါလေ့လာမှာက2024 2025အားမှာဖြေခဲ့တယ်အဲဘောရနော် 2024-2025မှာဖြေခဲ့တဲ့တက္ကသိုလ်ဝင်ဆောင်ဝယ်မှာဖြေခဲ့တဲ့မေကွန်အစုံပေါင်း20ကိုလေ့လာမှာဖြစ်တယ်။အဲ့ဒီမေကွန်အစုံပေါင်း20ကိုလေ့လာဖို့အတွက်ဆိုရင်သူဒီပြင်ပြင်ပြန်ဖြေတဲ့မေကွန်3စုံလည်းပါပြီးတာပေါ့နော်။ဘယ်လိုလေ့လာမှာလဲဆရာမကြီး။ဆရာမကတော့အာဘယ်လိုလေ့လာမှာလဲဆိုရင် session A ပေါ့။အာ session A ကတမတ်တန်မေကွန်ဖြစ်ပြီးရော session B က2မတ်တန်၊ C က3မတ်၊ D က5မတ်။ဒီ chapter 5ကိုဒါဆောင်ဝယ်မှာဖြေနိုင်ခဲ့မယ်ဆိုရင်7မတ်ကိုရရှိမှာဖြစ်ပါတယ်။ အာစမဘလို့ရှင်းပြပေးမှာလဲဆိုရင် section A section A ရမှာတူမျိုးတူစုပေါ့เนาะအမျိုးတူစုတွေကိုရှင်းပြပေးမယ်အရင်ဆုံးပေါ့เนาะအရင်ဆုံးပြောချင်တာကစမတို့ chapter 5ကတော့ဆရာမရေပုံလေးစာအုပ်ကိုပဲတည်ရင်ရပြီလား no 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 လုံးဝမရပါဘူး chapter 5ဒီပုံလေးထဲရဟာကိုမမေးတာများပါလေဘာလို့မေးလဲဆိုရင်ပုံလေးထဲရဘောင်းတွင်မှာရှိတဲ့ note ပေါ့เนาะတနည်းအားဖြင့် theory ပေါ့เนาะ concept ကိုမေးတာဖြစ်ပါတယ် အဲ့တော့ theory concept ကိုနားလည်ရင်တော့ summary လို့ chapter 5ရဲ့အဲမေးခွန်းပေါ့ဗျာเนาะဖြေနိုင်မှာဖြစ်ပြီးတော့ theory concept ကိုနားမလည်ဘူးဆိုရင်တော့ဖြေနိုင်မှာမဟုတ်ပါဘူး။နောက်ပြီးဒီမေးခွန်းဟောင်းနေလဲလေ့လာထားရမယ်ပေါ့။အဲ့တော့ဒီအခါ summary ကအာလေ့လာထားရမှာဖြစ်ပါတယ်။အာ summary ကတော့ teacher Sana easy math ဖြစ်ပါတယ်။ဟုတ်ပြီကျမတို့ပထမအဝဆုံးလေ့လာမှာဘာကိုလေ့လာမှာလဲဆရာမကြီးအဲ chapter 1ရဲ့ introduction င်တို့ဒန်ရှင်အားကြတော့စမားတို့ပေးထားတာကစတာဝမ်းမှာဆိုရင်နှုတ်ဝင်တဲ့မျိုးရှိတာလဲဆိုရင်အဲနှုတ်ကိုမျိုးရှိရဲဆိုပြီးမှဒီစာအုပ်ထဲမှာပေးထားတယ်။အဲ့တော့စမားတို့သိရမှာနှုတ်ကိုမျိုးက1 2 9အဲ့တော့မာမာဒီ1ရဲ့အရှိမမိတ်ဆက်ဖြစ်တဲ့အဲဗာမေးခွန်းလေးလဲဆိုရင်အဲကောင်တီပရင်စီပယ်ကောင်တီပရင်စီပယ်အကြောင်းရောပါတယ်ဆိုရင်စုစုပေါင်းနှုတ်ဒီ10မျိုးရှိတာကိုတွေ့ရတယ် ဒါဒီပုံနှိပ်စာအုပ်ကိုဆမားတို့ကဘောင်ခတ်ထားတာပေါ့နော်ပုံနှိပ်စာအုပ်ထဲကနီးကိုထုတ်လို့အလွယ်အောင်လို့နှုတ်ထုတ်ထားတဲ့နီးမျိုးပေါင်း10နီးရှိပါတယ် ်ဟုတ်ပြီအဆက်နီးနေနဲ့ပဲဇမားတို့ဒီချက်တာဖိုက်တွေလုံလောက်ပြီလား no 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 မလုံလောက်ပါဘူးအာတကယ်လို့ဟာဟာပြင်ပမေကုန်းတွေပါကြည့်ရမယ်ပြင်ပမေကုန်းတွေကလောလောဆယ်ပြောင်းကြည့်မယ်ဆိုမေကုန်းဟောက်မှာပါတယ်အဲပြင်ပမေကုန်း TOB ကုန်းဆက်ကိုတည်ရပါမယ်မေကုန်းဟောက်မှာဒီလောက်လေးမေဝါပြင်မယ်ဇမားတို့တည်ရမှာမေကုန်းဟောက်မှာပါတယ် TOB ကုန်းဆက်တွေကိုတည်ရမှာဖြစ်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဇမားတို့ဘယ်လိုမျိုးဖြည့်ရှင်ချမလဲဆက်ရှင် A စသွားရအောင် ဟာ session A မှာဆိုရင်မိကုံးကပေးထားတာ how many do digits positive integers are there set that that the sum of their two digits is divisible by 4ဟုတ်ပြီမိကုံးကမေးထားတာလေးရတော့တဲ့ကျွန်တော်ကကြည့်လိုက်တယ်မေကုံးအခြေလေးချိန်မှာမေကုံးဒီ how many ဘလောက်များများအရေအတွက်ဘလောက်များများအောင်မေးတာ အာ2 digit positive integer ရတယ်အဲ့တော့ကျမတို့ကစဉ်းစားပြီး2 digit positive integer မြန်မာလိုဘာသာပြန်ရင် positive ကအပေါင်းကိန်း integer ဂိမ်းပြေ2 digit ဆိုတော့2နေရာရှိတော့ positive integer ဂိမ်းပြေဘလောက်များများဒဲရအာနဲ့တွဲလိုက်တော့ရှိကြတယ်လေစက်တဲ့ဆိုတာကဒီမှာဘေးထားတဲ့ဒေါ်လိုတဲ့ဘာသာပြန်တယ် the sum of their 2 digit အဲ့သူတို့ရဲ့ဂဏန်းနှလုံးကိုပေါင်းလိုက်မယ်ဆိုရင် အဲဘာနဲ့စားလို့ပြက်တာလဲဆိုရင်ပေါင်းလက်ကလေးနဲ့စားလို့ပြက်ရမယ်ဆိုတော့အဲ့ဒါရင်စက်တက်ကိုစမားတို့ကဆိုတော့လို့ဘာလာပြန်တယ်အဲ့တော့ပြန်ပြောရအောင်အာသူတို့ရဲ့အဲ2 digit ကိန်းလုံးနှလုံးကိုပေါင်းလိုက်ရင် is device by 4လေးဖြစ်စားလို့ပြက်စက်တက်ဆိုတာဆိုတော့အာဆိုမှာ2 digit positive integer အရေးအတွက်ဘလောက်များများရှိမှာလဲ ဟုတ်ပြီအဲ့တော့ကျမတို့ကဒါအင်္ဂလိပ်စာကိုဘာလာပြန်ပေးရအောင်ကျမတို့ဒီတစ်ခေါက်ကျတော့ဘာလုပ်တော့မှာလဲဆိုရင်အဲသူ့ရဲ့အဲတင်ချလို့ရှင်းတော့မယ်အဲ့တော့ integer 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 လို့ on ရ integer ကဘာလဲဂိမ်းပြေအဲ့တော့ integer လေးကိုတစ်ခေါက်တော့ရွတ်ပါအောင်ဆိုရင်သူ့မှာအနှုတ်ဂိမ်းပြေတွေလည်းပါတယ်အပေါင်းဂိမ်းပြေတွေလည်းပါတယ်0လည်းပါတယ်

ချက်သား7ရဲ့ပတ်တူလေး အဲ့တော့2 digit ဆိုတာကနှစ်နေရာ ရှိတယ် positive integer လို့ပြောတာအဲ့တော့ဆမလို့2 digit ကိစ္စကိုရင်ပြောမယ်အဲ့တော့ဆမလို့ခဏန်းနေမှာဆိုရင်တို့တွေကဥမာပေါ်0အစားလဲ1 and 2 3 9ထိဆိုရင်ဆမတို့ဒီဘာလို့ပြောလို့ရလဲဆိုရင်အဲ1 digit ပေါ့နော်ဒီမှာ0ကတော့ပယ်မယ်ပေါ့အဲ့1 digit အဲ့လိုလဲပြောလို့ရပါတယ်အဲ့တော့နှစ်နေရာလို့ပြောပြီးဆိုတာနဲ့ဆမတို့က01လို့ရေးလိုက်မယ်ဆိုရင်သူ့ရဲ့အတွက်1ပဲရှိလားတနေရာပဲရှိလား ့02လို့ရေးလိုက်ရင်2အဲ့အတွက်ရေးလိုက်ရင်2ဆိုတဲ့တနေရာပဲရှိတာဒါဆိုရင်စမားတို့ဒီ10ပါတဲ့ဟာဒီဗာလဲရတော့ဆိုရင်0နဲ့စလို့မရဘူးဖြစ်နေတာကိုတွေ့ရတယ်အဲ့တော့ဒါလေးမျက်စိလည်းမှာဆိုလို့ဒီဟာလေးကိုတစ်ခေါက်ပြန်ပြန်လေးကိုဖြတ်လိုက်မယ်เนาะပြန်ပြောမယ်အဲ့တော့အာစဉ်းစားရအောင်ဆိုတော့0ကနေစလိုက်တယ်အဲ90ဒီ1 digit ပေါ့ အဲ့တော့10ကနေလာတယ်17တော့12တော့ dot 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 99ဆိုရင်ကျမတို့ဒီပါလဲလို့2 digit positive integer ဖြစ်မယ်ပေါ့နော်အဲ့ဒါပြီးရင်ကျမတို့ကအာ100အာ100ကနေစပြီးတော့သွားလိုက်တယ်996ဆိုရင်3 အဲသူဒီဘာဖြစ်မှာလဲဆိုရင် digit positive integer ဖြစ်မှာဖြစ်ပါတယ်အဲသူမေးတာက2 digit positive integer ပဲပြောတော့30ရာနေပြီးတော့69ဘောင်းနဲ့ရပဲစဉ်းစားရမှာဖြစ်တယ်အဲနောက်ထပ်မေးခွန်းကိုကြည့်မယ်မေးခွန်းကဘာကိုဆက်ပြီးတော့ပြောထားလဲဆိုရင်အဲ့ဒီမှာရှိရဲ့ခဏနှလုံးကို ပေါင်းလိုက်ရင်၄နဲ့စားလို့ပြတ်ရမယ်တဲ့အဲတော့၄နဲ့စားလို့ပြတ်ဖို့အတွက်ဆိုရင်စမားတို့က၄အလီအရင်ဆိုမယ်အဲတော့၃နဲ့စားလို့ပြတ်တယ်ဆိုတော့၃လီရင်ဆိုလိုက်၄တလီ၄ အော်စဉ်းစားကြည့်ပြီသူရဲ့နှစ်ခုပေါင်းလိုက်ဒီ9နဲ့9နဲ့ပေါင်းရင်16ဆိုတော့16ကဂိတ်ဆုံးပဲဖြစ်မှာမလို့ဒီမှာရက်တယ်အဲ့တော့ဒိုးတွေရဲ့အဖြေမှာဆိုရင်ဒီလိုမျိုး၄တို့၈တို့၁၂တို့၁၆တို့ဟိုပေါ့နော်ပေါင်းချင်းရတယ်ဆိုရင်၄နဲ့စားလို့ပြတ်တယ်ပေါင်းချင်းကအာရမရကိုစက်ကြည့်ရအောင် ဲဆိုကျမတို့ကကြည့်ပြီးအဲတူပေးထားတဲ့ကဏန်းလေးတွေဆိုတို့တွေကပထမအဦးဆုံးပဲကနေစမှာလဲဆို30ဆိုတစ်တုံညအဲတော့ကျမတို့ကစပြီးဟေ့ဆိုရင်ဆိုအင်တီချာအရင်ရေးရအောင် အဲ့တော့ဆမရေးအင်ဒီချာကိုအရင်ရေးမယ်အင်ဒီချာကဘယ်လိုရေးမှာလဲအဲ့တော့ i positive integer ကိုရေးမယ်ပေါ့နော် positive integer တွေပါတယ်တော့အာ0123456789ပေါ့နော်ဒီ10လုံးရှိရယ်ခန်းန်း10လုံးရှိရယ်အဲ့ဒီခန်းန်း10လုံးထဲမှာမှာဆမတို့ကအာဒီကောင်ကိုရွေးချယ်တော့မယ်ခန်းန်း10လုံးထဲမှာမှာအဲ့တော့0ကိုပထမအောင်ဆုံးစပါ တနှစ်နေရရှိတာကို0နောက်တစ်လုံးကြိုက်တာကောက်0 1 0 2 0 3အဲ့လိုကြီးကောက်တယ်01ဆိုတော့1 02ဆိုတော့2 03ဆိုတော့3အဲ့လိုကြီးဖြစ်နေတဲ့ကြောင့်2ဒီအဖြေဒီ1 digit positive integer ပဲဖြစ်နေတယ်ဒါကြောင့်စမားလို့က0နဲ့စတဲ့ကဏ္ဍကိုရွေးချယ်လို့မရပါဘူးဒါကြောင့်မို့0နဲ့မစဘူးပေါ့နော် ဟုတ်ပြီဒါလေးရပြီဆိုစမားတို့နောက်တစ်ဆင့်သွားမယ် ဟုတ်ပြီအဲ့တော့စမတော့ဒီဟာလေးကြည်ရအောင်မိကောင်0 1 2 3ဟုတ်ပြီဝမ်းနဲ့စလာလေးကိုကြည်ရအောင်အဲ့တော့ဝမ်းနဲ့စမယ်လို့ပြောပြီးဆိုတာနဲ့စမတော့အ1 0ပေါ့နော်1 0ဆိုတော့ယင်စမတော့မျက်စိရဲ့မြန်မာက1 0 is equal to 1ဒီကောင်မင်းနေမှာပါလား ီကောင်လေးထဲမှာပါလားဆိုမပါအောင်မပါဘူးဆိုရင်ကျမတို့ထည့်စင်စားကြည့်တာကြောင်းရှိဘူး11သူ့ကိုယ်သူပြန်ပြီးတော့သွားမယ်1အပေါင်း1ဒီကောင်လေးထဲ2ပါလားမပါအောင်1အပေါင်း3ပါလား4ပါတယ်အဲ1ပေါင်2ပါလာ3ဆိုတော့မပါဘူး1အပေါင်5မြင်များချင်း6မပါဘူး1အပေါင်7မြင်များချင်း8 8ဆိုတော့သူဒီဒီမှာ4ရယ်8ရယ်မလို့ပါတယ် အဲ့ဒါပြီးရင်ကျမတို့ကဆက်သွားမယ်1အပေါင်း8မြင်များခြင်း9 1အပေါင်း9မြင်များခြင်းတန်ဒီတန်းမှာမပေါင်းမပေါင်းတော့ကျမတို့နှစ်ခုပဲပါတယ်အဲ့တော့အဲ့နှစ်ခုလေးကိုကျမတို့မလုပ်ထားမှလည်းဆိုရင်မှတ်ထားမယ်ပေါ့နော်အဲ့တော့အဲ့နှစ်ခုလေးကဘာလေးလဲဆိုတော့1 3နဲ့1 7အဲ့တော့ကျမတို့ကရေးလိုက်ပြီး1 3နဲ့1 7လို့ရေးလိုက်ပါပြီဟုတ်ပြီနောက်တစ်ခုအဲ့လိုပဲသွားအောင်မယ် အဲ1ဘီယံ2ဆိုတော့ကျွန်မတို့စဉ်းစားကြည့်ပြီးအဲ့တော့နှစ်နဲ့ညနဲ့ပေါင်းတယ်ပေါ့နော် အဲ့တော့ဗာလဲဆိုရင်နှစ်နဲ့သုံးးနဲ့ပေါင်းမယ်နှစ်နဲ့တင်းနဲ့ပေါင်းမယ်နှစ်ကိုယ်တိုင်ပေါင်းတယ်အဲသုံးနဲ့ပေါင်းမယ်လေးနဲ့ပေါင်းမယ်ငါးနဲ့ပေါင်းမယ်ခြောက်နဲ့ပေါင်းမယ်ခုံနဲ့ပေါင်းမယ်ရှင်းနဲ့ပေါင်းမယ်ကိုးနဲ့ပေါင်းမယ်ကဲဆိုပေါင်းလိုက်တယ်ဆိုရင်စမားတို့ကသူဒီအဲ့ဒီမှာပေါင်းလိုက်လို့ရမယ့်ဟာကဗာလေးနဲ့ပဲလဲဆိုရင်နှစ်ရဲ့အဲဗာပဲရမှာလဲတဲ့ကြည့်လိုက်တဲ့ချိန်ညာတော့နှစ်တန်ဒီတန်ဒီ2ပေါ့အနှစ်နဲ့နှစ်နဲ့ပေါင်းလိုက်တယ်ဆိုရင်၄ရတော့ပြတ်တယ် ောက်တစ်ခုက2နဲ့6နဲ့ပေါင်းရင်800ရောပြတ်တယ်3နဲ့1နဲ့ပေါင်းရင်400လောက်ပြတ်တယ်3နဲ့5နဲ့ပေါင်းရင်800လောက်ပြတ်တယ်3နဲ့9နဲ့ပေါင်းရင်700လောက်ပြတ်တယ်4နဲ့3များနဲ့ပေါင်းရင်လည်း400လောက်ပြတ်တယ်4နဲ့4နဲ့ပေါင်းရင်800လောက်ပြတ်တယ်4နဲ့8နဲ့ပေါင်းရင် စနစ်မလို့ပြတ်တယ်9နဲ့3နဲ့ပေါင်းရင်10မလို့ပြတ်တယ်9နဲ့9နဲ့ပေါင်းရင်စနစ်မလို့ပြတ်တယ်အဲ့ဒါဆင်မတော့ဘာကိုသိရမှာလဲဆိုတော့၄နဲ့စာလို့ပြတ်တယ်လို့ပြောပြီးဆိုရင်၄ရယ်၈ရယ်စနစ်ရယ်ဟိုဒါပေါင်းချင်းကိုရှာလိုက်အဲ့ဒါဆိုပြတ်ပြီပဲအဲ့ဒါဆက်ပြီးတော့ရေးမယ်6နဲ့ဆိုရင်60နဲ့ဆိုရင်ပြတ်တယ်66ပြတ်တယ်81ပြတ်တယ် အဲ85ပြက်တယ်80ပြက်တယ်84ပြက်တယ်78ပြက်တယ်93 90ဆိုရင်မှပြက်မှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်မတို့အရေအတွက်လေးတွေကိုလိုက်ရေးကြည့်ရအောင်ဟုတ်ပြီအဲ့ဒါဆိုရင်1 2 3 4 5 6 9 8 90 31 33 45 16 18 19 20 21 အော်စမတို့ဒီမှာခွန်ကိုလေးကျန်နေရပေါ့နော်အဲ့ဒီခွန်ကိုလေးကိုပြင်ဟိုထည့်ပေးလောက်ခွန်နဲ့ကိုနဲ့အော်ခွန်ကိုဆိုတော့ခွန်ရယ်ကိုရယ်ပေါင်းဆိုတော့30ဆိုတော့16အဲ့ဆိုရင်ဒီမှာ၄တဲ့၄လေးနဲ့ရှေ့လေး32လေးလေးလေး16အ16ပါတယ်နော်အဲ့ဒါလေးပါတယ်အဲ့ဒီလေးခုရရတယ်ဆိုရင်စမတို့လေးနဲ့စားလို့ပြတ်တယ်အဲ့တော့ရေးကြည့်လိုက်အဖြေဒီ အရေးအတွက်ဒီ22ခုရှိပါတယ်။ဒါကြောင့်မို့အဖြေကိုထုတ်ပေးမယ်ဟဲ့ဆိုရင်စမားတို့က22ခုကိုထုတ်လိုက်တော့ then i g u i r e d require a number of way နီးလမ်းပေါင်းအရေးအတွက်22မျိုးရှိပါတယ်။